ဆယ်စုနှစ်တခုကြာပြီးရဲ့အချိန်မှာအချစ်ဦးအောင်ရဲလင်းနဲ့အချစ်တခုကိုစတင်တော့မယ်ဖွေးဖွေး MSL ပြည်သက်များလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင်ဖွေးဖွေးကလက်ရှိမှာထိတ်တန်းမင်းသမီးတယောက်အနေနဲ့ရက်တည်နေသလိုအသက်30ကျော်မမတယောက်အနေနဲ့အပြိုကြီးဒဂိုဒီဖြစ်နေခဲ့တာကြာပါပြီသူမရဲ့ချစ်ကိုဘယ်တော့မှပေါ်ပေါ်ထင်ထင်ချမပြပါဘူးဘသူနဲ့တွဲနေဆိုတာမချပြခဲ့ပြီမြဲအမှုပညာလောကမှာတော့ဖွေးဖွေးနဲ့အောင်ရဲလင်းတို့တွဲခဲ့ဘူးတယ်ဆိုတာပြည်သက်တွေ့ကြဟိုးလေးတကြော်ကြော်ကိုဖြစ်နေခဲ့တာပါဖွေးဖွေးမင်းသမီးဖြစ်ကအောင်မြင်ခါစားမနှုမနဲ့အရွယ်လေးမှာအောင်ရဲ လင်းရဲ့ချစ်စိတ်တွေကများပဲ့ပြီးပျော်ပါခဲ့တာလိုက်ဖက်ခဲ့ကြတဲ့အချိန်လေးဆိုရင်လည်းမမပါဘူးဗီဒီယိုစကားခေတ်ဖြစ်တာမို့ဗီဒီယိုစကားတိုင်းမှာလည်းတွဲဖက်ရိုက်ကူးကြသလိုအချစ်ကိုဦးစားပေးတင်ဆက်တဲ့ရုပ်ရှင်စကားကြီးတွေမှာဆိုရင်လည်းနှစ်ယောက်သားကတခိထခဲ့ကြတာပါဒါပေမဲ့လည်းအချစ်ဦးနဲ့ဝေးရမယ်ဆိုတဲ့ပုံသေးနည်းတစ်ခုလိုပဲသူတို့နှစ်ယောက်ကဝေးကွာခဲ့ကြပါတယ်အချိန်တိုင်းတာတစ်ခုထိနှစ်ယောက်သားကပွဲတက်လေအတူတူမတက်ခဲ့ကြသလိုဗီဒီယိုစကားတွေလည်းတွဲဖက်မရိုက်ကူးတော့ပါဘူးအသက်ကိုအသက်ထက်ပိုပြီးချစ်သည်တတ်တဲ့ရုပ်ရှင်စကားကြီးတွေနောက်ပိုင်းမှာ သူတို့နှစ်ယောက်ကိုတွဲဖက်မမြင်ရတာကြာပါပြီ။ဖွေးဖွေးနဲ့အောင်ရင်လင်းတို့ကအပြင်မှာလည်းတိတ်မဆုံတော့သလိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းတကားတဲ့တွဲဖက်တရုတ်ဆောင်နာမျိုးမရှိတာကြာပါပြီ။ဒါပေမဲ့2024ခုနှစ်ပိုင်းမှာအောင်ရင်လင်းကဖွေးဖွေးနဲ့ရုပ်ရှင်တကားလောက်ရိုက်ချင်မှကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်သူတို့နှစ်ယောက်ကပထမအဆုံးအချိန်ဒီနဲ့စင်ရွှေရတနာအယောင်ဆိုင်ဖွင့်ပွဲတစ်ခုကိုစုံတွဲလေးတက်ပြီးခဲ့ပါတယ်။အားလုံးက surprise ဖြစ်နေချိန်မှာပဲဖွေးဖွေးနဲ့အောင်ရင်လင်းတို့ကအချစ်တစ်ခုကိုစတင်မယ့်အကြောင်းနဲ့ surprise တိုက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကမှအချင်းရဲ့ရောင်လေးတွေကိုလွမ်းမောတန်တနေတဲ့ပရိသတ်တွေကိုအရင်လိုအယတာလေးတွေပြန်ပြီးတော့မှဖြစ်ပါတယ်။ဖွေးဖွေးကအောင်ရဲလေးနဲ့ရုပ်ရှင်ဇာကားကြီးတကားကိုအတူတူတွဲဖက်ကရှိုက်ကူးတော့မှပါ။အဆိုပါရုပ်ရှင်ဇာကားကြီးကတာမန်ဇာကားမျိုးမဟုတ်ဘဲအချင်းရုပ်ရှင်ဇာကားကြီးဖြစ်ပါတယ်။ လွင့်ကဝင့်ကဝဲဆိုတဲ့ရုပ်ရှင်စကားကြီးကိုအောင်ရင်းလေးနဲ့ဖွေးဖွေးတို့ကအတူတွဲဘက်ကတရုပ်ဆောင်မှဖြစ်ပါတယ်။ဒီရုပ်ရှင်စကားကြီးကသူတို့နှစ်ယောက်ကိုဆယ်စုနှစ်နှစ်ခုအကြာမှပြန်လည်တွေ့ဆုံရမယ့်ရုပ်ရှင်စကားကြီးဖြစ်ပါတယ်။ဆယ်စုနှစ်နှစ်ခုကြာပြီးမှသူတို့နှစ်ယောက်ကိုအတူတွဲဖက်ပြီးပြန်မြင်တွေ့ကြမှာမို့အသက်အဆန်းဖြစ်နေမှာတည်ကြပါတယ်။ 20ကျော်သက်အရွယ်ကနေ10ကျော်သက်အရွယ်လေးလို့ဇက်ကရိုက်ခိတ်ကြတယ်သူတို့နှစ်ဦးကို30ကျော်ရွယ်ဟစ်ပန်နီနဲ့ရုပ်ရှင်တကားထဲမှာတွဲဖက်ပြီးမြင်တွေ့ကြရမှာပါအောင်ရင်လေးတယောက်ဖွဲ့ဖွဲ့ကိုချင်းရိတ်တန်းနေတဲ့မျက်ဝန်းနေနဲ့ကြည်မလားဆိုတာကိုလည်းရှင်းခုံနေကြပါပြီပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့ဇက်ကကိုအမြန်ဆုံးကြည်ကျင်နေပါပြီဒါပေမဲ့ပြီးခဲ့တဲ့ရက်မှသာဖျားမပွဲတင်တာဖြစ်လို့လာမယ့်ရက်မှသာဇက်ကကဆရိုက်မှာပါဒါကြောင့်မလို့ဒီနှစ်ပိုင်းထဲမှာမြင်ရဖို့မတည်ကြပဲနောက်နှစ်ကုန်ပိုင်းထဲမှာသာဇက်ကကိုကြည့်ရှုကြရမှာပါပရိသတ်တွေကတော့သူတို့နှစ်ယောက်ကတစ်ချိန် င်းချစ်တွေပြန်နှွေးထွေးကပြန်ချစ်ကြဖို့အထီကိုဇွတ်မျောလင့်နေကြပြီဖြစ်ပါတယ်။ဆယ်စုနှစ်တခုကြာပြီးတဲ့အချိန်မှာအချစ်ဦးအောင်ရဲလင်းနဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ပြီးအချစ်တခုကိုစတင်တော့မဲ့ဖွေးဖွေးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့ channel ကနေရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ like and follow လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်။